โอเคအဲ့တော့ကျွန်တော်အိမ်စောအတန်လေးနားထောင်ကြည့်အောင်အိမ်ゾကလည်း AMG အိမ်ゾဖြစ်သွားတာဖြစ်တော့အဲ့အတန်လေးထွက်တာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ဒီ show room ထဲမှာအကြိုက်ဆုံးကားနှစ်စီးရှိတယ်။တစ်စီးကတော့ Range Rover Evoque ပဲဖြစ်ပါတယ်။ဒီကောင်လည်း2019 model ဖြစ်ပြီးတော့ဈေးနှုန်းကတော့2980ဖြစ်ပါတယ်။ဒီကောင် grade အမြင့်ဆုံးပဲ HSC grade နဲ့လာတာဖြစ်တယ်။ အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ရောက်နေတဲ့နေရာကတော့ကြောက်ကုန်းကမင်းရဲ့ကြော်စွာလမ်းမှာရှိတဲ့ TS Auto ကိုရောက်နေရဖြစ်ပါတယ်။ဘာလာလောက်တာလဲလို့မေးရင်အမှန်တိုင်းပြောရမယ်ဆိုရင် DTS Auto ရဲ့ founder ကကျွန်တော်ရဲ့ငယ်တငယ်ချင်းဖြစ်တယ်။ငယ်တငယ်ချင်းပုံမှာကျွန်တော်တို့ stage အကြောင်းနဲ့အတူတူတက်ခဲ့တဲ့ငယ်တငယ်ချင်းရဲ့ showroom ပဲဖြစ်ပါတယ်။အဲကြောင့်မို့လို့သူနဲ့ကျွန်တော်နဲ့ဟိုနေ့ကတငယ်ချင်းတွေစုံလုံးစာရင်းတောင်းရင်းနဲ့အားနဲ့မင်းရတဲ့ငါ showroom ကြောက်တော့မလာဘူးတဲ့။ပြအောင်လို့အမှန်တိုင်းပြောလို့ရှိရင် Europe car showroom တွေကြာနည်းနည်းလေးတော့ကြောက်တယ်။ဘာလို့လဲဆိုတော့သူ showroom ထဲမှာအကုန်လုံးက Europe car တွေကြီးပဲ။ ရဲ့ဘလူးရှိတယ်မစီရှိတယ်ဘောဘူတွေရှိတယ်เนาะမာလန်ရိုဘာတွေရှိတယ်စသဖြင့်ဒီလိုကားတွေပဲရောင်းတာဖြစ်တဲ့အတွက်ကျွန်တော်အမှန်တိုင်းပြောကျွန်တော်နည်းနည်းကြောက်အားရမင်းကဘာကြောက်တာလဲဘာမှကြောက်စရာမရှိဘူးဟဲ့အောင်လို့အမှန်တိုင်းပြောဆာဗစ်ကိုကြောက်တာစဖယ်ယာပတ်ကိုကြောက်တာကွာလို့ငါဘွားမှာလို့ထရောမာရှိခဲ့တယ်လို့ငါအဲ့လိုဂျူရိုကနှစီးစီးခဲ့ဘူးတယ်လို့တစီးကမီနီကူပါစီးခဲ့တယ်လို့တစီးကကြောက်ဘီတယ်စီးခဲ့တယ်ဒါတောက်တန်1 2 3ပေါ့နော်အဲ့ဒီကားတွေစီးခဲ့တဲ့အချိန်မှာအင်ဂျင်ဝိုင်းလဲတာအရန်ဒုက္ခရောက်ခဲ့တယ်အလွန်ငယ်တဲ့ကျွန်တော်စိတ်နေ7နှစ် မကောက်ဘူးဆနှစ်နှစ်လောက်ရှိမယ်လွန်ခဲ့ဆနှစ်နှစ်လောက်အချိန်ရပါဗျာအဲ့ဒီအချိန်ကလေးကငယ်တွေပါလေစီးတဲ့အချိန်မှာတော်တော်လေးကိုကျွန်တော်ဒုက္ခရောက်ခဲ့တာကိုကိုယ့်ကိုခံစားပြီးသားအဲ့ကြောင့်မလို့ယူရိုကားဆိုကျွန်တော်အဲ့ဒီထရမာရှိပါဟာတငယ်ချင်းရတယ်မလို့ပါဘူးတဲ့ငါလုံးဝတရားရကန်တော့တာဝန်ယူတယ်တဲ့ငါစီကဝယ်သွားတဲ့ကားဘဲကားပဲဖြစ်ဖြစ် service အတွက်ကော spare parts အတွက်ကောလုံးဝတာဝန်ယူတယ်သူစီကားရဲ့ဆိုရင်ကြိုက်တဲ့လောက်စမ်းမောင်း test ride လုပ်ကားကိုစိတ်ကြိုက်စေ ဈေးလည်းစိတ်ကြိုက်စေကြိုက်ပြီဆိုရင် test ride လုပ်ပြီးတော့မှဝယ်ပါတဲ့ဝယ်ပြီးွားတဲ့အချိန်မှာလဲသူတို့ဒီဘက်ရောင်းလိုက်စင်ကာလာမှာတော့ပါလာတဲ့ error ဆိုလို့ရှိရင်သူတရားရခိုင်တော့ဖြေရှင်းပေးမယ် ဲ့လိုမှမဟုတ်ပဲနဲ့နော်ကိုယ့်ကိုစီးတာကြာလာတော့မှနော်အင်ဂျင်ပိုင်းလေးဖြစ်တယ်အောက်ပိုင်းလေးဖြစ်တယ်ဘာတွေဖြစ်တယ်ညာတွေဖြစ်တယ်ဆိုလို့ရှိရင်လည်း spare parts တွေကိုတရားခိုင်နှုန်းတောင်းဝင်ယူပြီးတော့မှားစရာရှိရင်မှားပေးတယ်သူဒီမို service center တွေကိုလည်းလမ်းညွှန်ပေးတယ်အဲ့ဒီအတွက်ဝန်ဆောင်ကငါးပြားမှမယူဘူးအဲကြောင့်မလို့မင်းစိတ်ချလက်ချနဲ့ငါ showroom ကိုလာပြီးတော့ရိုက်လို့ရတယ်ဆိုလို့သူ showroom ကိုကျွန်တော်ဒီနေ့ရောက်နေရပါဒါနေတမ်းပဲရှိပါသေးတယ်ကားအเจ้าမပါသေးပါဘူးโอเคအဲ့တော့ကျွန်တော်စအောင် โอเคအဲ့တော့ကျွန်တော်တို့ဒီနေ့ကားချောင်းစပြောကားချောင်းစပြောတဲ့အချိန်မှာဒါကျွန်တော်တငယ်ရင်း showroom လဲဖြစ်တယ်ပြီးတော့ကြာတော့ဒီနေ့ရိုက်တဲ့ date ကဒီနေ့က6ရက်3လ2025မှာရိုက်တာဖြစ်တယ်အဲ့တော့ကျွန်တော်ဈေးတွေပါထည့်ပြောအိုးရှေ့ဆုံးကဒါ BMW 3 series ဖြစ်တယ်ဒီကောင်က2018 model ဖြစ်ပြီးတော့3850ဖြစ်ပါတယ်ဒုတိယတစ်စီးက Volvo XC40 ပဲဖြစ်ပါတယ်အဲ့ဒီကောင်က2018 model ပဲဖြစ်တယ်ဒီကောင်က3200ဖြစ်တယ်ပြီးတော့အခုဒါ BMW X4 ပါ BMW X4 ဒီကောင်လည်း2019 model ဖြစ်တယ်ဒီကောင် M package ဖြစ်သွားပြီအဲ့ M package ဖြစ်တဲ့အကြောင်းကျွန်တော်ပြင်သက်သက်ရှင်းပြမယ်ဈေးနှုန်းကဒီကောင်4300ဖြစ်တယ်ပြီးတော့ BMW X4 မှာဟိုပဲနောက်ထပ်အမဲရောင်တစ်စီးရှိသေးတယ်အဲ့အမဲရောင်ကကျတော့3400လို့ဆိုရဲဟိုပဲ open air လေးမှာเนาะအဲ့ကားလေးတစ်စီးရှိတယ်ပြီးလို့ရှိရင်ဒါ BMW X5 ဖြစ်ပါတယ် X5 ကိုမှအာ2019 model ဖြစ်တယ်ဒီကောင်က6300ဖြစ်သွားပြီโอเคဒါကပထမဆုံးရှိတဲ့ကားတွေဖြစ်ပြီးတော့အလယ်တန်းတော့ကြည့်အောင် โอเคဒီ showroom ထဲမှာအကြိုက်ဆုံးကားနှစ်စီးရှိတယ်။တစ်စီးကတော့ Range Rover Evoque ပဲဖြစ်ပါတယ်။ဒီကောင်လည်း2019 model ဖြစ်ပြီးတော့ဈေးနှုန်းကတော့2980ဖြစ်ပါတယ်။ဒီကောင် grade အမြင့်ဆုံးပဲ HSC grade နဲ့လာတာဖြစ်တယ်။ပြီးတော့ကြတော့နောက်တစ်စီးကဒါ BMW ဒါ3 series လေး3 series ဆိုလို့ရှိရင်လည်း2016 model ဖြစ်တယ်။သိန်း2200ပါ။နောက်တစ်စီးကတော့ Mercedes GLE 43ပါဒီကောင်ကတော့ AMG series ဖြစ်သွားပါပြီနောက်တစ်စီးကလည်း Mercedes ပါပဲ full size SUV ဖြစ်ပါတယ်။သူက GLS 350D ပါ2018 model ဖြစ်ပြီးတော့4950ဖြစ်ပါတယ်။ဒီဘက်ကအနီရောင် GLE 43ရဲ့ကြောင့်သိန်း9300ပဲဖြစ်ပါတယ်။အဲ့တော့ဒီကားအကြောင်းကိုပြီးလို့ရှိရင်အသေးစိတ်ကျွန်တော်ထပ်ပြီးပြောပြရမယ်။ဒီကားလေးကိုလည်းကျွန်တော်ရွေးလိုက်။ Okay ။နောက်ဆုံးတော့ ဒါ showroom ရဲ့အတွင်းသုံးထဲကိုရောက်လာပါပြီအတွင်းသုံးထဲကိုရောက်လာတဲ့အချိန်ကျမှဒီမှာ Kia K5 လေးတစ်စီးပါတယ် showroom တစ်ခုလောက Euro ကားတွေဖြစ်ပြီးတော့ဒီတစ်စီးတည်းပဲ Korea ကားလေးတစ်စီးတွေ့ပါတယ်ဈေးနှုန်းကတော့1950လို့ပြောတယ်ဒီကောင်လေးက Volkswagen Polo ဖြစ်ပြီးတော့2019 model ဖြစ်ပြီးတော့ဈေးနှုန်းက850လို့ပြောတယ် okay ပြီးတော့ဒီမှာ Discovery တစ်စီးရှိရယ်2019 model ဖြစ်တယ် LR5 ဖြစ်ပြီးတော့ဈေးနှုန်းက3900လို့ပြောတယ် okay ကျွန်တော်တငယ်ချင်း TS showroom မှာကတော်တော်လေးကျူးကြတယ်ကားအရောင်က3ယောက်ပဲရှိတာအဖြူရဲအမဲရဲအနီးရဲ3ယောက်ပဲရှိတာကျွန်တော်ရွေးထားတဲ့ကားကလည်းအနီးရောင်2စီးပဲရှိတယ်ဒီမှာဒီ2စီးပဲ BMW တစ်စီး Mercedes တစ်စီးရွေးတာအဲ့တော့ဒီ BMW X4 လေးအကြောင်းကိုကျွန်တော်နည်းနည်းစပြီးတော့ပြောအောင်အဲ့တော့ BMW X4 ချင်းတူတူ2019 model ချင်းတူတူဒီကားလေးကိုကျွန်တော်ဘာကြောင့်ရွေးချယ်ထားရလဲဆိုတော့ဒီကားလေးက M package ကိုမှပတ်ကားဖြစ်တယ်ကအမ်ပက်ဂိတ်ကပတ်ကားဖြစ်တယ်မဖြစ်ဘူးဆိုတာလည်းရှိတယ်ယူရိုကားတွေက grade တွေကတော်တော်လေးကိုရှုပ်ထွေးတယ်ရှုပ်ထွေးရမှာအခုဒီမှာ န်ပက်ကိဆိုတာဒါလေးဒီ logo လေးပါတယ်ပြီးရင်ဘာတွေကြည့်လို့ရတော့သူ့ body kit ကလည်းလုံးဝအန်ပက်ကိဖြစ်သွားပြီပြီးတဲ့အပြင်ဒီမှာအလွိုင်းမှာအလွိုင်းမှာလည်းဒီမှာ M လေးပါသွားပြီအဲ့အထီးကပွင့်လင်းလင်းပြောလို့ရင်ဒါ body parts တွေကြီးပဲဒီအလွိုင်းတွေကြီးပဲကတိုင်းဖြုတ်ပြီးတော့လဲမယ်ဆိုလဲလို့ရတယ်အဲ့မှာအထီးကအရေးကြီးတာ grey parts မှာဆိုလို့ရှိရင်လည်း M ဖြစ်သွားပြီအနောက်မှာဆိုသိချာမြင်ရပြီးတော့အမအတွင်းကမ်းမှာကျွန်တော်ပြ အတွင်းငန်းလေးကိုကြည့်မယ်ဆိုလို့ရှိရင်ဒီမှာထိုင်ကုန်းပါလေမအယောင်ဇက်လေးပါတယ်ဒီမှာသူ့ရဲ့ logo အယောင်လေးပဲเนาะအယောင်၃အောင်ဇက်လေးပါတယ်ထိုင်ကုန်းလဲတာအနက်ကောင်မှာအနီအောင်ကျိုးကျုပ်ဖြစ်သွားပြီအဲ့ဒါဆိုရင်လုံးဝတေချာပေါ့ and package ဖြစ်တယ်လို့ပြောတယ်ထိုင်ကုန်းရောင်းပြောပြီးစဒီကားလေးတစ်ချက်လောက်ဆက်လေးနှိုးကြည့်အောင်ကဲ x4 ရဲ့အတွင်းငန်းလေးနဲ့ engine တန်လေးနားထောင်ကြည့်မယ်အဲ့တော့ဆက်နှိုးလိုက်ပါပြီอืมอืม မိုင်း1000ကျော်ပဲရှိသေးတယ်ဒီကားလေးကနော်တော်လေးမိုက်တယ်ဗျာအင်ဂျင်သားဆိုလဲတောက်တင်းတာပဲနော်လုံးဝမိုက်အင်ဂျင်သားအင်ဂျင်သားကဗျာနားထောင်လိုက်ရင်သိတာအင်ဂျင်သားမာလားမမာဘူးလားနားထောင်လိုက်တာနဲ့ဒါသိတာလေဗောနော် sound system ဆိုလို့ရှိရင်လည်း7 surround system ဖြစ်သွားပြီဒီရှိမှာ HUD display လဲပါသွားပြီဘယ်ရသလူမှာကြိုက်တာလေးတခုရှိအဲ့ဒါဒီမှာဒါလေးအမ်အတန်းကျယ်လို့ရှိရင်လက်လေးနဲ့လက်ရည်လေးရစ်လိုက်ရုံပဲအဲ့ဒါဆိုရင်အတန်းကျယ်သွားပြီเนาะပြန်တိုးခြင်းလဲ ဘယ်ဘက်ကိုရှင်းလိုက်လို့ရှိရင်အတန်းပြန်တိုးရည်နော် BMW မှာအဲ့ဒီတစ်ပေါက်ကတော့တော်တော်လေးသဘောကျအောင်ကောင်းတယ်။ Okay နောက်ကားသွားကြည့်အောင်။နောက်ကြိုက်နေတဲ့ဒစီကတော့ Mercedes ပဲ GLE 43ဖြစ်တယ်။ဒီကော AMG package ဖြစ်သွားပြီ။နော် AMG package ဖြစ်သွားတာကိုအပြင်ပန်းကနေပြီးရုပ်တရက်ကြည့်မယ်ဆိုဘယ်နေရာကိုကြည့်လို့ရတာသူဒီ share ကိုကြည့်လို့ရတယ်။ဒီ share ကထောင်လိုက်ဖြစ်သွားပြီဆိုလို့ရှိရင်သူ AMG ဖြစ်သွားပြီ။ Twin gun နဲ့တစ်ချက်သွားကြည့်အောင်။ တွင်းကန်းထဲကြည့်မယ်ဆိုလို့ရှိရင်လေဒီထိုင်ကုန်တွေကဗျောင်းနေမဟုတ်တော့ဘူးဒီမှာဒိုင်မွန်အကွက်ကြီးဖြစ်သွားပြီဒီ site ကပါတယ်ပေါ့နော်ဟိုဘက်ကောဒီဘက်ကောစိုက်ကပါတယ်အကောင်လုံးကလည်းဒိုင်မွန်အကွက်ကျိုးချုပ်တွေအကောင်လုံးဖြစ်သွားပြီပြီးတဲ့အပြင်ဒီမှာကာဗွန်ဖိုင်ဘာဖြစ်သွားပြီကာဗွန်ဖိုင်ဘာကတော့တစ်ချက်ရှိတာရောဒီကောင်တော့ option နဲ့ပေါ့နော် option နဲ့သူကထည့်ပြီးတော့အဲလောက်တာရှိတယ်မလောက်တာရှိတယ်တချို့ကားတွေမှာလည်းပါတချို့ကားတွေလည်းမပါဘူးအဲ့ဇလန်းလေးရှိတယ်အဲ့တော့နောက်တစ်ချက်ကဒီကားက AMG Exhaust ဘာဖြစ်သွားပြီလို့သိတာအဲ့တော့အတန်လေးနောက်ထောင်ကြည့်ပါ โอเคအဲ့တော့ကျွန်တော်တို့အိမ်စောအတန်လေးနားထောင်ကြည့်အောင်အိဇောကလည်း AMG အိဇောဖြစ်သွားတာဖြစ်တော့အဲ့အတန်လေးထွက်တာပဲဖြစ်ပါတယ်။ပြီးလို့ရှိရင်ဒီကားမှာ drive mode 5ခုပါတယ်။တစ်ခုကကျတော့ snow mode ပြီးရင် comfort ပြီးရင် sport ပြီးရင် sport plus တည်းရယ်။ပြီးတော့ကျတော့ individual mode ဆိုပြီးတော့5ခုပါတယ်။အဲ့တော့ကျွန်တော်အဲ့ဒါလေးကိုရွှေ့ကြည့်တဲ့အချိန်မှာသူက comfort ဆိုရင်သူက engine ကလည်း comfort เนาะ suspension ကလည်း comfort CRM ကလည်း comfort sport ဆိုရင်လည်းအဲ့ engine ရော suspension ရောအာ CRM ရောကချိန်းွားတယ်ကြံတဲ့မုတ်တွေအကုန်လုံးလည်းတူတူပဲပြီးရင်အဲ့ individual မုတ်မှာကြတော့ကောက်ကို adjustment လုပ်လို့ရ engine ဆိုရင်ဘယ်ပုံစံထားမယ် suspension ကိုဘယ်လိုထားမယ် CRM ကိုဘယ်လိုထားမယ်စသဖြင့်ဒီလိုအမျိုးမျိုးကိုချိန်းလို့ရပြီးတော့သူက AMG တကယ်ဖြစ်သွားပြီဆိုလို့ရှိရင် engine မှာချိန်းွားပြီလို့ပြောတယ် engine လေးပါတော့ကြည့်အောင်ဒီမှာ DLE 43ရဲ့အင်ဂျင်ကန်လေးကြည့်ပါမယ်။အင်ဂျင်ကန်လေးကြည့်တဲ့အခါမှာဒီမှာဒါက AMG ကျွန်နေဖြစ်သွားပါဘောနော်အင်ဂျင်ကတူတူပဲလို့ပြောတယ်အင်ဂျင်ကတူတူပဲဒါပေမဲ့သူက AMG သူက ECU သူကကျွန်နေလုံးလိုက်တဲ့အခါမှာသူက horsepower 40လောက်ပို့ထောက်သွားအဲ့တော့ AMG series ကြီးအကုန်လုံးကပို့ပြီးတော့ sporty ဖြစ်တယ်ပုံမှန် series ကြီးမှာ400ကြီးပါရယ်ဆိုလို့ရှိရင်သူက comfort ပို့ဖြစ်တယ်လက်ဆူရီပို့ဖြစ်တယ်ဘောဒီလိုမျိုးသတ်မှတ်လို့ရ Okay အဲ့တော့ဒီဗီဒီယိုလေးရဲ့အနည်းချုပ်ပဲဗျာ ီဗီဒီယိုလေးရဲ့အနည်းချက်ကိုပြောရမယ်ဆိုရင်ကျွန်တော်တကယ်ရေ showroom ဖြစ်တဲ့ TAS Auto ကလမ်းညွှန်အားမယ်ဆိုလို့ရှိရင်အောင်စေရလမ်းနဲ့မင်းကျော်သွားလမ်းထောင်းမှာရှိတဲ့ရှမ်းယိုဟာဆိုင်ဆိုတော်တော်များသိမှာပါအဲရှမ်းယိုဟာဆိုင်ဘေးကနေပြီးဝင်လာလိုက်လို့ရှိရင်လမ်းအလယ်လောက်မှာဒီမှာ TAS Auto ဆိုပြီးတော့ showroom အကြီးရှိပါတယ်ဒီ showroom မှာကျွန်တော်ခုနကပြခဲ့တဲ့ Europe ကမျိုးစုံ BMW တွေ Mercedes တွေ Discovery တွေစသဖြင့်ဒီကားမျိုးစုံကိုတနည်းအားဖြင့်မှကြီးစုလေ့လာပြီးတော့ဝယ်ယူလို့ရတယ်ကျွန်တော်တကယ်ကြီးကောင်းတာတစ်ခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့သူကဒီကားက great name ရဲ့ name နဲ့ မြင့်ရင်မြင့်တယ်စုံရင်စုံတယ်မစုံရင်မစုံဘူးခုနကျွန်တော်ဗီဒီယိုအစမှာပြောခဲ့သလိုပဲ service ဆိုလို့ရှိရင်လည်းဘလိုမျိုးတွေကတော့လိုအပ်တယ်ဘယ်ဟာတွေကတော့မလိုအပ်ဘူးဘယ်ဟာတွေကတော့ genuine pass တွေသုံးတင်ပြီးတော့ဘယ်ဟာတွေကတော့ third party pass တွေကိုသုံးလို့ရပါတယ်ဆိုတော့ပါ तू ကလမ်းညွှန်ပေးနိုင်တယ်ပြီးတော့ဒီ euro card တွေအကုန်လုံးကိုဘယ်ဟာပဲပြက်ပြက် तू ကဘယ် service center မှာသွားပါဆိုတော့တေချာပေါက်လမ်းလဲညွှန်ပေးနိုင်တယ် तू လည်းတာဝန်ယူပေးနိုင်တယ်ဗောနော်နောက်တစ်ချက်ကတော့ spare pass ဆိုတော့ spare pass ကိစ္စကိုလည်းကျွန်တော်တေချာမေးပြီးသွားပြီတချို့ spare pass တွေကတော်တော်လေးဈေးကြီးတယ်ဒီပစ္စည်းကိုပဲတချို့ spare pass တွေကဈေးသက်တာအဲ့ဒါဘာကြီးဖြစ်တာလဲဆိုဥပမာဗော spare pass Fast ရဲ့တန်မိုးကတစ်ချက်ပေါ့တစ်ချက်ကိုမှ Standard Delivery ဆိုတစ်မျိုးเนาะအမြန်ပို့ခြင်းတစ်မျိုးအေးစေးစေးမှလာမယ် shipping နဲ့လာမယ်ဆိုရင်တပြို့အဲ့ဒါပေါ်မူတည်ပြီးတော့ဈေးနှုန်းကအပြောင်းလဲရှိသွားနိုင်တယ်ဈေးနှုန်းအပြောင်းလဲရှိတဲ့ပုံမူတည်ပြီးတော့လေရောက်ရှိတဲ့အချိန်ကြာချင်းမကြာချင်းအဲ့ပုံမှာစကားအများကြီးပြောတယ်လို့ကြောတငယ်ကြီးကတော့ပြောပါတယ်အဲ့အကြောင်းမို့လို့အကယ်၍များခုနကကျွန်တော်ပြသွားတဲ့ယူရိုကားမျိုးစုံကိုစိတ်ကြိုက်ဝယ်ယူလေ့လာခြင်းနဲ့ဆိုလို့ရှိရင်ကြောတငယ်ကြီးရဲ့ showroom ဖြစ်တဲ့ TS Auto ကိုလာရောက်လေ့လာဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့စိတ်သွော ณะนี้จนอายังใจ แต่การนซีชีเลยเมวาบอซวยกุนบีเดดิซีเยอีบงนี้ดิซีเยตลอดเลยတော့ใจได้แม้ซีတော့ใต้ไม่ใจเลยซีเสร็จไหลออก